သိလေးနဲ့ချစ်ချင်းမြတ်တာကိုကိုစားပြုတဲ့ပန်းရောင်စာရွက်လေးပြီးတော့သူ့သဘောကျတဲ့ပန်းရောင်ဆင်းစီဖိုးလေးရဲ့ကျွန်တော်ရဲ့အိမ်မက်တချို့ရဲ့ပေါ့ပေါ့ကြီးကြီးပြူပြူပါပဲကျွန်တော်ပေးတဲ့အရာတွေကိုသူယူပေးခဲ့ရှာပါတယ်ကျွန်တော်လည်းတငယ်ချင်းတွေမြောက်ပေးလို့သာအရေးဆုံးပြီးကြိုးစားခဲ့ရတာသူကို့ဘောဘယ်လိုသဘောထားရဆိုတာမသိကျွန်တော်စောင့်ခဲ့ပါတယ်အချိန်ခက်ကြကြအထီးပေါ့အစကတော့တွေးမိတယ်ဗျာ သူကမိန်းကလေးဆိုတော့စဉ်းစားဖို့အချိန်ယူနေတာများလားဒါမှမဟုတ်ကျွန်တော်လိုကောင်ကိုမပတ်သက်ချင်လို့များလားအတွေ့အကြုံများစွာနဲ့ပေါ့ဗျာကျွန်တော်စောက်ခဲ့ပါတယ်တစ်လနှစ်လသုံးလလောက်အထိနောက်တော့ကျွန်တော်စိတ်မရှိတော့တာရဲ့မခံချင်စိတ်ရည်နဲ့အရေးဆုံးပြီးကျူရှင်ဆင်းတဲ့အချိန်မှာအတင်းသွားမိခဲ့ပါတယ်ဟဲ့ခက်သက်စာပါလေနင်ကောက်ချေတာလားငါချစ်ချင်းမြတ်တာကိုပြည့်ရည်ပြူတာလား ကမူးရှုတို့ဆန်ဆန်ကျင်တော်လို့ရဖို့ခင်တစ္စာဆိုတဲ့ပန်းရောင်လေးပြားလေးကဘာမှမဖြစ်တလို့ဟန်နေကျွန်တော်ကိုတွေ့တွေ့ကြီးစိုက်ချပြီးပြောသွားပါတယ်နင်းစာလေးငါဖတ်ပြီးပါပြီငါနင်းကိုချစ်ပါတယ်ပန်းရောင်နှုတ်ခမ်းဖူးလေးကကျွန်တော်ရင်ပန်းကြီးတစ်ခုလုံးကိုဘလောက်ဆူသွားစေတဲ့အထိဖြစ်သွားလိမ့်မယ်လို့အိမ်မက်တော်မမတ်ဖူးခဲ့ပါကျွန်တော်ဖတ်ခဲ့ဖူးတဲ့ဝတ္ထုဇလန်းတွေကြည်ဖူးခဲ့တဲ့ရုပ်ရှင်တွေကြာဘူးနာဝအဖြစ်ပြက်တွေလိုမျိုးလည်းမဟုတ်ဘူးမိန်းကလေးတစ်ယောက်က ယောက်ျားလေးတယောက်ကိုအဖြေပြန်ပေးတဲ့ပုံလေးလေသူကတော့ပြောစရာရှိတာပြောပြီးအထုထုစာအုပ်တွေပိုက်လို့ခတ်တုတ်တုတ်လေးဆက်လျှောက်သွားရှာတယ်ကျွန်တော်မှတော့အမျိုးမည်မသိတဲ့ခံစားချက်တွေတွေ့ကြည့်နေပေါ့ဒီချိန်တင်ချာဆရာဆရာဦးတန်းနိုင်ကိုပြေးတရီရမိတယ်သူဆိုရင်တင်ချာပု္ပ္ပာရိထက်နားလေရခတ်တဲ့ရေပတ်ထဲကအရှုပ်တော်ပုံတွေကိုဖြည့်ရှင်းပေးနိုင်ကောင်းပါရဲ့ကျွန်တော်ပြောခဲ့သလိုပါပဲဘယ်သူထင်မှာတော့ကျွန်တော်တို့ကချစ်သူတွေရဲ့ဗျာ တကယ်တော့ဘသူမှလည်းထင်မှာမဟုတ်ပါဘာလို့ဆိုသူလည်းသူ့ပုံစံလေးအတိုင်းဆက်နေရင်ကျွန်တော်ကလည်းကျွန်တော်ပုံစံလေးအတိုင်းဆက်ရှင်တဲ့ရင်ကျွန်တော်ဘက်ကလည်းစကားလေးလုံးကွဲအောင်မပြောရဲသလိုသူ့ဘက်ကလည်းမျက်လုံးချင်းစုံရင်တော့ပြန်ပြုံးမပြတတ်တာခက်တယ်ဗျာမမကြီးကကျွန်တော်သဘောကျရတယ်စာရေးဆရာကြီးပြောနေကြစကားအတိုင်းဆိုရင်ကျွန်တော်တို့နှစ်ကဘာရီမှန်လဲဆိုတာကိုကျွန်တော်ကိုယ်တိုင်လည်းမသိတော့ပါဒီလိုနဲ့ကျွရှင်မှာ စာမေးပွဲကြီးတစ်ခုဖြေတဲ့အခါသူနဲ့ကျွန်တော်ခုံပေးချင်းကက်လျက်ကြိုက်ကြတယ်ကျွန်တော်သူနဲ့အနည်းဆုံးမှရှိခွင့်ရတဲ့အခိုက်အတန့်မို့တုံ့လုံနေမိတာတော့အမှန်ပါကြက်ထားတဲ့စာတွေကမေးသွားမှစိတ်ပူစရာတော့သိမ့်မရှိပါဘူးကျွန်တော်ကတာဝန်ရသတ်မှတ်ခုံနံပါတ်မှာလာထိုင်ပေးုံတတ်တတ်မို့လေအဲ့ဒီစာမေးပွဲကြီးပြီးတော့သူ့စီကဖြေနိုင်ရဲ့လားဆိုတဲ့စကားတန်လေးနဲ့ကျွန်တော်တို့နှစ်ယောက်သားနီးစပ်ခဲ့ရဆိုပါတော့ဗျာ 七十岁了，刚开始做的，接拉拉里一般，最差拉十六万嘞。对来年来，将来也是一千万大。现在小毛被搞没，啥干没收入嘞？没三百多，欠高拉里多嘛，最差八嘞。而接拉拉里，百岁百万交关多嘞，是了，没对呢。就那呢，白路杨丽家里也十来里个了，也上得去呢。啥样多？要一户拉，是了，对，差没对吧？ ်ဆယ်ရန်းစာမှုပွဲကြီးအောင်စင်းထွက်တဲ့နေ့မှာကျွန်တော်တစုံတရာအတွက်တွေးပြီးစိတ်ပူနေမိခဲ့တယ်။ကျွန်တော်ရဲ့လက်ပြာလေးကတော့ဂုံထိုးတွေဝေဝေးဆတ်ဆာနေပေါ့ဗျာ။ကြောင်သားတွေအလူရံတိုးဝှေ့ကြည့်နေကြတဲ့နေရာမှာကတ်ထားတဲ့အောင်စင်းစာရွက်မှာဆယ်ရန်းကို၃ချိန်တိုင်းတိုင်းပျော်ပျော်ကြော်ဖြတ်ခဲ့တဲ့ကျွန်တော်ရဲ့ခုံတံပတ်လေးပါမလာဘူးဆိုတာတိတ်တော့ရေခုံစရာကောင်းတဲ့ကိစ္စတခုတော့မဟုတ်တော့ဘူးလေ။ကျွန်တော်စိတ်ပူမိတာကမကြခင်တက္ကသိုလ်ဥယျာဉ်ကြီးတွေစီ ပြန်သွားတော့မှတေချာနေတဲ့လက်ပြာလေးအတွက်ပေါ့ဗျာအဲ့ဒီနေ့ကသူကျွန်တော်ကိုအားပေးစကားလာပြောတယ်ကြာရှုံးမှုနဲ့အသားချနေတဲ့ကျွန်တော်အတွက်ပါမသိပ်ပြီးတော့ထူးထူးကဲကဲကြီးမခံစားရပေမဲ့လေသူ့ရဲ့အားပေးစကားတွေကတကယ့်ကိုနှွေးထွေးသွားစေပါတယ်ဝင်လူဝင်စေကြောက်အနှစ်ရောင်နေလုံးပူပူကြီးနဲ့ရှုပ်ထွေးနေတဲ့စာပီတာပလတ်စတစ်အမိုက်တချို့အစီအကြီးမျောပါလာတဲ့မြေပြင်ကျဲကြီးကိုအเจ้าမေငေးကြည့်နေရင် ကျွန်တော်တို့နှစ်ယောက်သားအတန်ကြာတိတ်ဆိတ်နေမိတယ်။ထိုင်နေကြအုတ်ခုံလေးကလည်းအလိုက်တသိငိမ့်တက်လို့အပေါ်မှာမောကထားတဲ့သက်ပင်ကြီးမှလည်းခါတိုင်းလိုမျိုးငှက်ကလေးတွေရှိမနေခဲ့။တပြိုင်တည်းမှာပဲကျွန်တော်ရဲ့ဖေဖက်နာတွေကိုလေးတန်ခတ်တုတ်တုတ်လေးကဝင်ရောက်လာခဲ့။တက်ဂရိတ်မနှက်ဖြတ်ဆိုရင်တက်ကတူဝင်ခွင့်ဆောက်ရှောက်တော့မယ်။ဘယ်တက်ကတူဝင်ခွင့်ရမယ်ဆိုတာတော့မသိသေးဘူး။စိတ်တွေအရမ်းလှောက်ရှားနေတယ်။တကယ်တော့ကျွန်တော်လေး စိတ်တွေလှုပ်ရှားနေမိပါတယ်မကြခင်ကြံခဲ့ရမယ်ဆိုတဲ့အသည့်ကကျွန်တော်နှလုံးသားကိုတဖြည်းဖြည်းချင်းစုပ်ချနေသလိုပါပဲလမ်းထိပ်ကကွန်ကရစ်အုပ်ခေါင်ဂီတာဝိုင်းလေးမှာကျွန်တော်ပျောက်နေခဲ့ပြီတငယ်ချင်းတွေနဲ့ထိုင်နေကြလက်ဖေးဆိုင်ကိုလည်းကျွန်တော်မသွားဖြစ်တော့အိမ်လာလေတဲ့တငယ်ချင်းတွေကိုလည်းနေမကောင်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့လိန်ညာတက်လာခဲ့ပြီရုပ်တရက်ပြောင်းလဲသွားတဲ့ကျွန်တော်အမူအကျင့်တွေကို အမေတို့ကလည်းအံ့ဩနေမိကြတယ် ကျွန်တော်ကိုကိုကျွန်တော်လေးနားလေဖို့ခက်ခဲနေခဲ့ကျွန်တော်တကယ်ပဲလက်ပြာလေးကိုချစ်မိသွားတာလားကျွန်တော်ပါကိုစိုးရိမ်နေမိတာလေအသေးခွဲ့ရယ်ဆိုတာဒါပဲလားခေသက်စာကျွန်တော်စီကိုလူကြုံနဲ့ပေးခိုင်းလိုက်တဲ့စာတွေက စကလုံးတွေကိုကျွန်တော်မျက်လုံးထဲနှလုံးသားထဲမှာအလွတ်ရတဲ့အထိအချိန်ချင်းအခါခါထုတ်ကြည့်နေမိတယ်တာတေချာဆုံးဖြတ်ပြီးသွားပြီလားအမေတို့ကတားဖြစ်ချင်တဲ့အရာကို တက်နိုင်တယ်လို့ပံပိုးရမှာပဲလေသက်ဂရိတ်တားလိုက်ငယ်တော့တဲ့အရွယ်မဟုတ်တော့တာကိုမမင်းတော်ရင်းလေးရှိတာပဲတပတ်တစ်ခါတော့အဖေတို့စီသုံးဆောင်အောင်ပေါ့ကားပေါ်ကိုအဝယ်စားထုတ်ပြီးခရီးဆောင်အိတ်တွေကိုကူတင်ပေးနေတဲ့အဖေနဲ့အမေရဲ့စကားသံတွေကလည်းကျွန်တော်စိတ်ထဲရုတ်တရက်ဝမ်းနည်းစရာကောင်းနေသလိုလိုအသားအရထွက်ပွားတဲ့ကားရဲ့နောက်ကြည့်မှမှမြင်နေရတဲ့စိုးရင်တို့လှမ်းကြည့်နေတဲ့အဖေနဲ့အမေတို့ရဲ့ပုံရိပ်တွေက တဖြည်းဖြည်းချင်းဝေးလို့ဝေးလို့ဝေးလို့ကြံရစ်ခဲ့ပြီတက်လွင်နေတဲ့စေးသားတွေနဲ့အဆအိုးအိုကြီးတို့ခုကိုခုံလွန်းထားပုံကမိမကိုတယောက်အလှမိတ်ကပ်တွေလူထားသလိုပါပဲအပြာရောင်နဲ့အဖြူရောင်ကို ရှင်တွဲအလှဆင်ထားတဲ့ဟန်ကခင်မမီပေမဲ့လေးချင်ရင်ကြောင်းတစ်ခုအသွင် ပေါက်နေတာတော့အမှန်ပါပဲအိမ်နဲ့အဝေးကိုတယောက်သေးတစ်ခါမှမသွားဘူးရဲ့ကျွန်တော်တို့အတွက်အရာရာကစိမ့်နေခဲ့တယ်ရှမ်းပြည်နယ်မြို့လေးတစ်မြို့က ဆယ်ရန်ဘော်ရာဆောင်တစ်ခုရှိကျွန်တော်ရောက်နေခဲ့ပြီလေဘော်ရာဆောင်ကြီးတစ်ခုဆိုတာထက်မသိရင်တက္ကသိုလ်ကြီးတွေကဌာနခွဲတစ်ခုလိုပါပဲအတော်လေးကြီးပြီးအုံမင်းနေတဲ့အစာအုပ်တွေရဲ့အသက်တိုးချဲ့ပြုပြင်ထားတဲ့အစာအုပ်လေးတွေရဲ့အစီအီဖြစ်နေတယ်ဘော်ရာဆောင်ကြီးတစ်ခုလုံးတော့မှာထင်းရှူတော်ကြီးရဲ့တောင်ပြတန်းတွေရဲ့ကမင်းမူနေလေးရဲ့ဘော်ရာဆောင်ပပတ်လေးမှာအိမ်ဆိုလို့တလုံးတလေးမှမတွေ့ရဘူး တည်တတ်နေရတခုလို့ဖြစ်နေတာကိုသတိထားမိတယ်ကိုအနေနဲ့စိတ်ခံမသိလို့ဒီနေရာကထွက်ပြေးရင်တော့အနည်းဆုံးလူနေအိမ်ဒါမှမဟုတ်ကားလမ်းမစီကို အနည်းဆုံးတစ်နာရီနဲ့လေးနာရီလောက်လမ်းလျှောက်ရမယ့်ပုံမျိုးတည်တတ်ဖြစ်နေတဲ့ဘော်ဒါဆောင်ကြီးတခုဆိုပေမဲ့၆ကက်ကတ်တော့ဖြစ်မနေဘူးရဲ့ကျောင်းသားအင်အားကလည်းကြားနဲ့မနဲ့ပေါင်းရင်တော့အယောက်60အနည်းဆုံးရှိလောက်မယ်ဆရာဆရာမအင်အားနဲ့ဆိုတရာပတ်ချလဲလောက်ရှိမယ်ခံမန်းနေတယ် 江大瑞哥，或者走，地住的走呢，都会都里呢都心里的的、啊、开开的家的。江大这出家来，你那在知道我们这么大，该看你家的。要家里一、啊、少，每个里三、啊、的苦家妈，蒋三个扫他比肉，三丁看一单位，一、啊、看瑞，一扫队一死一个，阿累嘛扫他人。本、啊、文经过谁要你阿个？兄弟，今朝我将来阿皮个，阿到处耶是疙瘩子，阿有偏要来个，大哥。 င်ဒီတို့မြို့ပါဆိုနာမည်ကြီးပဲဆရာဆရာမတွေကလည်းတော်ကြတယ်ဆယ်ရဲအချင်းချင်းရှုံးတဲ့သူတွေတော့ဒီနေရာမှာတခါထားလိုက်ရင်နှစ်ချင်းပေါက်ပဲစီကံပိုက်မှာလည်းနာမည်ရထားရလေငါသားဒီနေရာမှာဆိုတေချာပေါက်ဒီနှစ်အောင်ပြီကိုဘကကြိုးစားရင်ဂုံထုအတွဲလိုက်ပါလာမှတေးကြတယ်အတော်ကိုအားနာလို့ခေါင်းသာလိုက်ညိတ်နေမိတာကိုပါရီဆက်လုပ်ရမယ်ဆိုတာကိုတွေ့ရင်ရင်လေးနေမိတာတော့အမှန်ပါပဲအတော်ရဲ့စကားသံတွေကကြားတစ်ချက်မကြားတစ်ချက် ဒီဘောရဆောင်ကနာမည်လေးရထားသလိုတနည်းစာအုပ်အင်္ဂလိပ်ငွေအလုံးရေးသွင်းထားရတာဆိုတော့သားမေမေတို့အတော်ကုန်ကြထားမှာသားတည်ရဲဆိုပို့ကြိုးစားရမယ်နော်မကြခင်မှာပဲကြောင်းရတဲ့ကိစ္စတွေနဲ့ကျွန်တော်အထုပ်ပိုးချပေးတဲ့ကိစ္စတွေလောက်ဆောင်ပေးပြီးဆိုင်ရာတာဝန်ခံဆရာတွေစီကျွန်တော်ကိုအနှံပေးပြီးအတော်ကတခုခုဆိုသူ့စီဖုန်းဆက်ဖို့သူ့ဖုန်းနံပါတ်ကိုစာရွက်အလုပ်ကလေးမှာချရေးပြီးတော့ကျွန်တော်အိတ်ထဲထည့်ပေးသွားတယ် အဲ့ဒီတော့ကျွန်တော်ကိုနှုတ်ဆက်ပြီးထွက်သွားခဲ့တယ်။ကျွန်တော်လည်းကျွန်တော်ကိုအထုတ်ဝိုင်းဆွဲပေးတဲ့ဆရာဖြစ်သူနောက်ကိုလိုက်သွားရင်ကိုတစ်နှစ်လုံးနေရမယ့်နေရာကဘယ်လိုနေရာမျိုးလဲဆိုတာကို တွေ့ရင်ပတ်ဝန်းကျင်အစိမ့်မှာရင်ခုန်နေမိတယ်။ကျောင်းဆောင်တွေအခန်းတွေကော်ရီဒါတွေလေကောင်းအိုကြီးတွေကိုတခုပြီးတခုလွန်လာခဲ့တယ်။ရောက်နေနေပြီးသားကျောင်းသားကျောင်းသူတွေရဲ့အကြည့်တွေကို ကြော်ဖြတ်လာရင်အဆအိုးရဲ့ ၃လွာမြောက်ကိုရောက်လာခဲ့၃လွာအရောက်မှာလေကားဘေးဘက်ကိုချိုးလိုက်ပြီးဆက်လျှောက်သွားတဲ့ဆရာဖြစ်သူနောက်ကိုလိုက်ခဲ့မိတယ်ခြေလံတိတ်မလန်းလိုက်ရပါဘူးအခန်းတစ်ခုရှိရောက်အခန်းတစ်ခန်းရှိမှာဆရာကရက်သွားတယ်ဆရာရက်လိုက်တဲ့အခန်းတကားမှာအနီအောင်စာသားနဲ့နံပါတ်108ဆိုတဲ့နံပါတ်ကိုရေးထားတာကိုတေချာတွေ့လိုက်ရတယ်ဆရာကလက်တစ်ဖက်မှာကျွန်တော်အထုပ်ပိုးတွေကိုကင်တွေထားရင်းတစ်ဖက်ကအားရလက်နဲ့ တကားကိုခောက်လိုက်တယ်မကြာခင်မှာပဲအခန်းလေးကတကားပြန်ဖွင့်လာတယ်တကားဖွင့်ပေးတဲ့သူကမျက်မှန်အဝိုင်းသားစာချုပ်ရုံနဲ့ကြောင်းသားလေးတရားကျွန်တော်လေးတိတ်တွေးမနေတော့ဘဲနဲ့ဆရာဝင်သွားတဲ့အခန်းလေးဆက်လိုက်သွားလိုက်တယ်အခန်းဖွင့်စည်းပုံကရိုးရိုးလေးပါပဲဝင်ပေါင်းရဲ့တဲ့တဲ့နေရာမှာပရင်ပေါင်းပရင်ပေါင်းရဲ့ ဘယ်ဘက်ညာဘက်တွေမှာကတိနှလုံးကတိတွေရဲ့ခြေရင်းဘက်မှာအဝင်းစားချိတ်ဖို့စင်လေးတစ်ခုရှိနေတယ်။ဆရာကကတိနှလုံးရှိတဲ့ထဲကတကားလာဖွင့်ပြီးရဲ့မျက်မှန်အဝိုင်းနဲ့ကြောင်းသားမိတ်တဲ့ပန်းချံကတိပေါ်မှာကျွန်တော်အိတ်တွေကိုနေရာချပေးခဲ့တယ်။ဒါဒါကတားနေရမယ်အခန်းဒါကတားအိပ်ရမယ်ကတိကဲကဲအေးစိနားအောင်လေနော်တူတာဆိုတဲ့ မျက်မှောက်အဝိုင်းနဲ့ကြောင်းသားလေးကဖေရန်ဘန်နေချိန်မှမသိတဲ့ကျွန်တော်ကိုယွန်သွားသလိုအကြည့်နဲ့ကြည့်ပြီးကြုံပြနေလေရဲ့ဒီကလေးကိုကြည့်ရတာဒီနှစ်မှဆယ်ရန်စတက်တဲ့ပုံလေးကလေးမျက်နှာပေါက်လေးနဲ့စာချက်ပေါ်လေးစာသင်ချိန်တွေကလည်းများနားချိန်တွေအိတ်ချိန်တွေကအရန်နေတာကိုနေရတာတစ်ဖက်အတွင်းတိလာခဲ့တယ်အဆိုးဆုံးကညာဘက်တွေအိတ်မပြောတာပါပဲနေရအပြောင်းလေးကြောင့်မျက်စိတွေအသားမကျသေးတာကတကြောင် အခန်းဖို့တူတာကယုတ်တရက်ညညဆိုထထရောင်လာကတချောင်းချောင်းအိမ်မောကြလိုက်လန့်နိုးလာလိုက်နဲ့ရှမ်းပြည်နယ်စောင်းရဲအယိုးကွင်းအောင်အေးရာနဲ့အေးရေမောကင်ဘော်ရာကဆရာဆရာမတွေစာသင်ပြအရန်ကောင်းကြပါတယ်ကျွန်တော်လူလူရောကျွန်တော်လူလူတွေကိုပါစာလုတ်ချင်လာအောင်ဆွဲခေါ်နိုင်ကြတာကချီးကျူးစရာပါပဲကျွန်တော်လည်းအခုမှနေရာပန်ရောက်လာတယ်လို့ခံစားမိခဲ့ဒီနေရာကိုရောက်လာခဲ့တာကလည်း ဒီနှစ်တစ်ချိန်စာမွေးပွဲဖြေနိုင်ဖို့အတွက်ပဲလေကျွန်တော်ကြိုးစားပါရကဲမိတ်ဆွေများခင်ဗျာအခုဆိုရင်တော့သက်ကရီတယောက်ကတော့စေရန်စာမွေးပွဲပြန်ဖြေဖို့အတွက်သူပြန်ပြီးတော့ကြိုးစားပြင်ဆင်ဖို့အတွက်ရှက်ပြင်းနေမှာရှိနေတယ်မျိုးလေးတစ်မျိုးစာပေါ်လာဆောင်စီသူထွက်သွားခဲ့ပြီးတော့အဲဒီပေါ်လာဆောင်မှာ သူနဲ့အတူတူနေတဲ့အခန်းပေါ်ကောင်လေးကရောဘာဖြစ်လို့ညဘက်ဆိုထလာပြီးတော့ရှောင်နေရတာလဲဒီအကြောင်းအရာတွေကိုကျွန်တော်တို့အခုချိန်မှာတော့မသိနိုင်သေးဘူးအဲဒီတော့နောက်တစ်ခေါက်မှပဲကျွန်တော်မိတ်ဆွေတွေနဲ့အတူတူဒီဇလန်လေးကိုဆက်ပြီးတော့ဖတ်ကြည့်ကြပါတနောတဆူကုဒေပူပရာကေ ပူစုနဲ့ထပ်တွေ့ကပူစုနဲ့ခါနဲ့ပြန်တွေ့ကျေးဇူးပါဇလတ်တက်ဆက်တာကျွန်တော်အတန်မဟုတ်ပါဘူး prisoner cherry fan prisoner ကိုဝေရဲ့အတန်ပါခင်ဗျာကျွန်တော်ကိုပါပဲကျွန်တော်တန်တဲ့ကျူလို့လားဗျ ကိုကြီးနိုင်ငံရဲ့ရေဆက်ပဲเนาะကိုဘူးစုနိုင်ငံရဲ့ရေဆက်ပဲတကယ်ပြောတာတခြားသချင်းလာလို့ရသူနိုင်ငံရဲ့ပြင်ပြတွေ့ဟိုရတရိယာ အဓိကကတော့အဓိကကတော့အဓိကပဲပေါ့ဗျာအဓိကကတော့ခုန live ပထမ live ကကျွန်တော်နေလန်းခံလိုက်ရတယ်ပေါ့နော်အဲကျွန်တော်စိတ်မကောင်းဖြစ်တာကျွန်တော်ဇလန်းစတဲ့အချိန်မှာပဲ line ကျသွားတယ်ပေါ့ကျွန်တော်လည်းအဲ့ဟာကိုတောက်လျှောက်စောင့်နေခဲ့တယ်ဇလန်းလေးစတော့ line ကျတော့ကြော်စရာကြီးဖြစ်သွားအဲကျွန်တော်ချက်ချင်း live ကိုချက်ချင်းချက်ပြီးနောက်ထပ် live ကိုချက်ချင်းလွှင့်လိုက်တာလာမယ့်ပတ်အင်္ဂါနေ့ည maybe 7နာရီနဲ့9နာရီကြားထဲမှာကျွန်တော်ဇလန်လေးပြန်လာပါလိမ့်မယ်အဲကြရင်ပြန်ပြီးတော့အပ်ပေးကြပါအောင်ဗျာအချိန်တစ်ခုရောက်သွားရင် cherry နဲ့ကျွန်တော်နဲ့စာချုပ်တစ်ခုပြည့်သွားတဲ့အချိန်ညာရင်ကျွန်တော်ဒီဇလန်လေးတွေစုပြီးတော့ဝိတုတို့ဘောင်းချုပ်ဒိုဒီမဝိတုလက်ဘောင်းချုပ်အနေနဲ့ကျွန်တော်စောက်ထုတ်လူလေးလည်းကျွန်တော်ထုတ်ဖို့အစီအစဉ်ရှိပါတယ်ဒါတော့ကျွန်တော်ရဲ့ဘဝသက်သက်စာအမှတ်တရပါဗျာဒီဝိတုဘယ်လိုပြောမလဲတရားစီရင်ကြောင်းအရင်ကြိုက်တဲ့လူတွေတော့ဒစိမ့်စိမ့်အာပြန်ပြီးတော့ ဖတ်လို့ရအောင်ပါဖတ်လို့ရအောင်ဒစိမ့်စိမ့်ဖတ်လို့ရအောင်လို့ကျွန်တော်စုစည်းပြီးတော့ပြန်လုပ်ပေးဖို့လည်းရှိပါတယ်ဟုတ်ကဲ့ပါကိုစင်လက်ကြီးကျေးဇူးပါ Green One of GG ကျေးဇူးတင်ပါတယ်အကိုဆိုးကျေးဇူးပါခင်ဗျာသူတန်နေကြားဘူးတာကြားခဲ့ပါပြီတဲ့ကိုဘူစူးမန်ကိုမှုဆွေ live တဲကြာမှတည်တာအဲ့ကျေးဇူးပါအမကျေးဇူးပါအမ လက်ခုပ်တန်လေးကျေးဇူးပါဗျာမဆန်တငငငနဲ့ကြံခဲ့ပါပြီကြောက်ပြီးပြီဆိုတော့ဆွေးရပြီဆရာလေးတက်ပို့ပြီအခုရှေ့တစ်ပိုင်းမှာကျွန်တော်ကចောင်းသားလူငယ်ဘွားရင်ခုန်တန်းနေခက်ခဲလေးတွေကျွန်တော်ပေါ့ပပါလေးရေးခဲ့တယ်ပေါ့နော်အခုနောက်လာမယ့်နှစ်ပိုင်းလုံးကတေအောင်ကျန်းအောင်ကျွန်တော်ရေးထားတယ်ကိုကြီးရတယ်ကျွန်တော်ရှယ်ဖြုတ်ပေါ့နော်ရှယ်ဖြုတ်ပေးပါတယ်ကျွန်တော်တို့ပြန်ပြီးတော့လက်တွဲအနေနဲ့စိတ်ချလို့ကျွန်တော်ရှယ်ပြင်းပေးထားမယ်လို့ဆိုတော့နောက်ထပ်လာမယ့်နှစ်ပိုင်းလုံးကတော့ ဆောင်ခြုံပြီးကြည့်ရမယ့်အပိုင်းလေးဖြစ်နေတယ်။ပိုးစိုးပစက်ကြောက်စရာကောင်းနေတယ်။ကြိုးပြီးတော့ကျွန်တော် recommend ပေးထားတယ်ပေါ့နော်။ကြိုးပြောထားတယ်။နောက်ဆုံးညားသွားလာတယ်။ဆက်နားထောင်ကြည့်ပေါ့ဗျာ။မတူလို့ပါဟာတဲ့။ဝန်ခံခိုင်းပြန်နေပြီတဲ့။ပြီးသွားပြီလား။ဇလန်းနေပြောတာဆရာတန်လား။မဟုတ်ပါဘူးဗျ။နောက်နေကြောင်ညာဝင်နေပြီတဲ့။ကြိုက်တယ်ကျူးစား။စီးချက်တွေကြောက်စရာကြီးတဲ့။ line ထစ်တာနဲ့တခါမှဆရာလိုက်မကြည့်ခဲ့ဘူး။ညားပြန်ရောက်တာတဲ့။ပြန်ရောက်ကလေးကဆရာလိုက်ကိုမကြည့်ဖြစ်တာတနေ့တော့ပြေးတော့မင်း။ကြောက်စရာကောင်းလာပြီ။စာစီထားကြိုက်တယ်။ ဇလန်းတော့လာကြိုက်တယ်ဆိုကျေးဇူးတင်ပါတယ်ကြောက်မနေနာဦးတဲ့ဆရာကိုမိုးစေးဒီလောက်အခြေချောင်းနေလိပ်ပြအချောင်းနေတီးလိမ့်မယ်လို့ခုနကပြောအသေးကွဲတယ်ဆိုရယ်ကလေးရေလို့သူမစပါနေပြတယ်သမီးဆိုင်နားထောင်နေဒီတမကအောင်မြင်ပါစေညီလေးမိုးစေးဝေးကျေးဇူးပါဖွဲရိုကျတဲ့ပိုင်းတော်ရဲလာပြီ။ကောင်းသောညလေးကိုအကိုကြီးရဲ့မင်္ဂလာပါမောင်လေး မင်္ဂလာပါအဖွဲ့နယ်လေးကောင်းလိုက်တာအခုမှလာတာဆရာမိုးဆွေနည်းနည်းနေလန်းကြည့်တာတင်နေနားထောင်ပြီးစိတ်ကူးရင်နေတာသူ့ဘောရခုပြောနေတာဆရာအတန်လာဟုတ်ပါဦးဗျချစ်ဆိုတာဘာရေးလဲကြိုက်သွားပြီတဲ့ခုနိုင်ပါရပေနေနေလို့နားမထောင်တော့ဘူးတဲ့ romantic ဆန်လိုက်တာကျေးဇူးပါကိုမိုးဆွေကဗျာဆန်လိုက်လားဘန်းရောင်နှခမ်းမှုလေးတွေဘာမကောင်းဆရာကျေးဇူးပါဆရာနားထောင်ပါဗျကျွန်တော်မှမတင်ရင်ကျေးဇူးပါ တကယ်နားထောင်အောင်ကြားနေတဲ့ကိုတဲတုံးကြီးအဘွားကျေးဇူးပါဗျကြာကြာတော့မကြည့်နိုင်ဘူးကိုမိုးဆွေတဲ့ပေမရှိတော့လို့ဟုတ်ကဲ့ပါပျောက်သွားလို့ထမင်းသွားကူတာလားလို့တဲ့ခုနကလိုင်းသွားလိုင်းကျသွားတာလားလိုက်ပြေးခဲ့ပြန်လာပြီဟုတ်ကဲ့ကျေးဇူးပါဇလန်းလေးဆန်နားထောင်ခြင်းနဲ့ယခုတည်းပို့ပြီးအောင်မြင်ပါလေစာအုပ်ကိုကြိုတင်ပြီး order မှာထားမယ်နော်တဲ့ကျေးဇူးပါပါချယ်ရဖန်မုံရွာနေဘလို့နားဆင်လို့ရမလဲကိုကြီး brother ဟိုပါလေ Google မှာလေချယ်ရဖန်ဆိုရိုက်ရှာလိုက်သူတို့ကြင်ညာထားတာရှိတယ်ကျွန်တော်အလွတ်မရလို့ အင်္ဂါနေ့ကျမှ Cherry FM စောင့်ဝင်နားထောင်ပါရှင်ကျေးဇူးတင်ပါတယ်ဗျာစောင့်ထုံရအပြည့်မြောင်လေးကျေးဇူးပါဗျာရှယ်ကြပါတော့မကြမီလာပြီနားထောင်လို့ကောင်းနေတော့နောက်တစ်ပတ်ဘောဟုတ်ကဲ့ပါဗျာကျွန်တော်တဲ့ကိုကြော်ပါတယ်မှတ်ထားပြီပါဟုတ်ကဲ့ကျေးဇူးပါဗျာဇလန်းလေးစက်နားထောင်ခြင်းဒီင်္ဂလာဟုတ်အင်္ဂလာကျေးဇူးတင်ပါတယ်နော်အဲ့ကျွန်တော်ကျွန်တော်ထပ်ပြန်စားတော့မယ်မြို့ရအောင်ကျေးဇူးတင်ပါတယ်အော်ဆက်ပြီးတော့ကျွန်တော်အများကြီးကြိုးစားတော့ပါမယ် ကျွန်တော်ကတော့ရက်တန်သွားမယ်ကောင်တော့မဟုတ်ဘူးဆက်လက်ပြီးတော့ရှိသို့ဆက်လက်ဆက်လက်ကြီးတက်နေဦးပါဘာတော့တေးတေးကြီးကြီးဟောအရေးပဲပြက်ပြက်ဟိုဘယ်လိုပြောရမလဲချောင်းမရှိတော့ရင်တွားသွားမယ်ကောင်ပေါ့ဗျာကျွန်တော်အဲ့လိုကောင်မျိုးပါအဲ့တော့ကျွန်တော်ရှိကိုဆက်ပြီးတော့ဒိုးနေအောင်ပါပါမယ်အဲ့တော့ကျွန်တော်မျိုးတွေကချစ်ခင်ကျွန်တော်စားနေကျွန်တော်ဆက်ပြီးတော့အားပေးကြပါဦးကျွန်တော်အပ်ပါတယ်ကျွန်တော်အပ်ပါတယ်ကျွန်တော်အားပေးကြပါဦးဗျာ ကျွန်တော်မှဟိုသူပြောအောင်လဲကျွန်တော်ပေါ်ပြူလာလဲတခါမှမလုပ်ခဲ့ဘူးသူတို့ကျွန်တော်မှဟိုဖန်နေမဖန်နေလည်းမရှိဘူးမိသားစုပဲရှိတယ်အဲ့တော့ဒီမိသားစုကျွန်တော်ဆက်ပြီးတော့အားပေးပါကျွန်တော်ကိုကျွန်တော်အပ်ပါတယ်ဇလန်းနေအများကြီးဖန်တီးခြင်းသေးတယ်ကျွန်တော်အများကြီးစူးစမ်းခြင်းသေးတယ်ကျွန်တော်အများကြီးဘုဒ္ဓဂါလေးပြောပြပေးခြင်းသေးတယ်အဲကျွန်တော်အများကြီးစူးစမ်းသွားခြင်းသေးတယ်ပေါ့နော်အဲတော့ကျွန်တော်ခွန်အားတွေပေးပါ ကျွန်တော်ရဲ့အခုဗီဒီယိုလေးတွေစူးစမ်းတင်ဆက်မှုတွေအားထုတ်မှုလေးတွေမှာဝေဖန်ပေးပါအကြံပြုပေးပါเนาะကျွန်တော်မကောင်းဘူးလို့ပြောကျွန်တော်လက်ခံတယ်ဘယ်နေရာလေးလိုတယ်လို့ထောက်ပြကျွန်တော်လက်ခံတယ်အပြစ်တင်လို့ရတယ်ဒါပေမဲ့ခုနလိုပေါ့ဗျာဟိုကျွန်တော်တို့မမတ်ရိုင်းရိုင်းနေမှာပြောရင်ရပြီဗျာကောင်းမွန်မွန်ဝေဖန်ထောက်ပြပြီးကျွန်တော်ကြိုးဆိုရယ်เนาะလက်ခံတယ်အခုမိုးဆွေတွေ vlog ကတော့ဘလိုကြီးဖြစ်နေလဲညာလိုကြီးဖြစ်ဗန်လေးပြင်လိုက်တော့ပိုကောင်းမယ်ကျွန်တော် webcam လုပ်တယ်เนาะကိုမိုးဆွေ live လွှင့်တာဟိုဟာကြီးဖြစ်နေဒီဟာကြီးဖြစ်ဟိုဟာလေးပြင်လိုက်တော့ပိုကောင်းသွားမယ်ကျွန်တော်ကြိုးဆိုရယ်ဒါမျိုးလေးတွေပြောပြီး အဲကိုမိုးဆွေရဲ့ဇလန်ကဘာလို့ဖြစ်နေကြလဲဖြစ်ပြောပြပါကျွန်တော်ကြိုးစားပါတယ်ဟိုကျွန်တော်လောက်တာမှန်တယ်လို့ကျွန်တော်မပြောပါဘူးเนาะဆက်ပြီးစူးစမ်းသွားမယ်မကြခင်ရပိုင်းမှာဘာပဲတိဆိုင်မှာစုံမယ်เนาะကျောင်းကပို့အောင်မြင်ပါစေညီမလေးအင်ဂျင်ကျေးဇူးတင်ပါတယ်ကျွန်တော်မှမတင်ရင်ကျေးဇူးပါကိုအေးကိုအကိုဆိုးကျေးဇူးပါဗျမူဟန့် ကိုကျေးဇူးတင်ပါတယ်အမြင်အားပေးပါပါရှင်ကျေးဇူးပါစူးစမ်းမြတ်ပို့ပြီးရထင်ပါစေတဲ့ real one of g ကျေးဇူးတင်ပါတယ်ဗျဟဲလန်ရေကျေးဇူးပါဗျာဆရာဘိုင်းနေချက်လေးကျွန်တော်ထုံးစံနိုင်ဘဲဥအဲကြက်ဥနဲ့တူရယ်နော်ကြက်ဥပါဗျာသမင်းစားတော့ဆရာဟုတ်ကဲ့ပါဗျာကျွန်တော်အမတောက်ကြနေသမီးလန့်လေးမွေးနေပါကုန်မှုဆိုရေအာကျွန်တော်ညမလေးတော့မျက်စိရှိနေကြီးလာတယ်အမကြီးကျွန်တော်မှကျေးဇူးတင်ပါတယ် စောင့်မျှော်ကြည့်ရှုရတဲ့အတွက်ကြောင့်ကျွန်တော်ပေါ့အများကြီးတီးခံခွင့်လို့နားလည်ပြီးရတော့အမတို့မိသားစုအားလုံးအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်မြမာလေးကိုလည်း pre happy birthday ပါငါညီမလေးကတော့မိဘအားကိုးရပြီးသားပါเนาะတိလည်းတိတတ်ပြီးသားပါဘာမှလည်းပြောစရာတော့မလိုဘူးပညာတကြီးဖြစ်ပါသည်เนาะသူတော်ကောင်းလေးဖြစ်ပါသည်မိဘကိုစိတ်ချမ်းသာထားနိုင်တဲ့တမီးကောင်းရည်စရာလေးဖြစ်ပါသည်ဗျာ ဘိုင်းနေတယ်လို့လို့လို့ဟုတ်ကဲ့ပါဗျာသမင်းစာတော့စားမယ်ဗျာမိဘကိုတီးတတ်တဲ့သားလေးအောင်မြင်မှယုံကြည်ပါတယ်တဲ့စုံမိုးဦးကျေးဇူးတင်ပါတယ်ခင်ဗျာအန်ဒီကျေးဇူးပါဟုတ်ကျေးဇူးပါအပြင်မှာအပြင်ကဆိုင်မှာတရေအကြောင်းပြောရင်ဒီက live live လွှင့်မိမှလားဆရာလွှင့်မိမှလွှင့်မိမှပြလွှင့်မိမှကျွန်တော် broadcasting က ရိုကက်တင်ဘောလုံးပွဲတွေတို့လက်ဝေးပွဲတွေတို့တရားပွဲတွေတို့ပြတယ်။မြင်မယ်နော်။ကျွန်တော်တို့ပြောနေတာပြောနေတဲ့ခန်းတာအပြင်အဝင်နေလဲကျွန်တော်ပြောနေကျွန်တော်ဒီလိုဖုန်းကြည့်ပြီးတော့ပြောမှာမဟုတ်ဘူး။အပြင်အလူတွေကျွန်တော်ထိုင်ပြီးပြောပြပေးပါ။ဆက်ဆရာကောင်းနေပြဒါပေမဲ့ကျွန်တော်စူးစမ်းမှာပဲနော်။ကျွန်တော်တို့လည်းခွင့်ရေးတစ်ခုပဲခွင့်ရေးဆိုတဲ့ကျွန်တော်တို့စူးစမ်းမယ်။နောက်ထပ် level တစ်ခုပေါ့ဗျာ။ ။အော်ကျွန်တော်အမြဲဖြစ်ချင်ခဲ့တဲ့အရာတစ်ခုဆိုတော့ကျွန်တော်ရအောင်လုပ်ပါပါ။ကျွန်တော်အောင်မြင်အောင်လုပ်ပါ။ကြီးမဲ့လူမရှိရင်လည်းကျွန်တော်က live လွှင့်တော့လည်းကျွန်တော်ကြီးမဲ့လူ view zero ဗျာ။ကြီးမဲ့လူတရားအောင်ကျွန်တော်မျက်ခွက်ကျွန်တော်ကြည့်ပြီးတော့ကျွန်တော်လွှင့်ရတာ။ဆိုတော့အဲ့အပြင်မှာကျွန်တော်ပွဲလုပ်လို့ကျွန်တော်ပွဲမှာလာနာထောင်မဲ့လူမရှိရင်လည်းမရှိတဲ့ခုံလွတ်တွေကိုကြည့်ပြီးကျွန်တော်စူးစမ်းပြီးကျွန်တော်ပြောသွားမှာပါ။ကျွန်တော်တော့နောက်ဆုံးမှာမဟုတ်ကျွန်တော်ရှေ့သို့ဆက်ပြီးတော့ကျွန်တော်တိုးသွားမှာ။ကြည့်ရလို့မရှိလေကျွန်တော်လှုပ်သွားမယ် ကျွန်တော်လုတ်ချင်တဲ့အရာကိုကျွန်တော်ယူယူကျွန်တော်လုတ်ပါမယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့စကားလေးမှတ်ထားပြီပါနော်ကျွန်တော်ကျွန်တော်မိသားစုဝင်လို့သဘောထားပြီပါကျွန်တော်ဒီရမျိုးတွေပေါ့လုံးဝညာစားခဲ့တာလည်းမရှိဘူးမရှိရင်ကျွန်တော်တောင်းစားခဲ့တယ်ဗျာဒါကျွန်တော်အမှန်တိုင်းပြောကျွန်တော်မရှိရင်ကျွန်တော်တောင်းတယ်ရိုးသားသားပုံဝင်နေပြောခဲ့တယ်အဲ့တော့ကျွန်တော်ညာစားဖို့လည်းမရှိဘူးလိန်ညာပြီးတော့တိကက်တွေရောင်းဖို့လည်းမရှိဘူး။လိန်ညာပြီးတော့ဆလော့ကိန်းတွေဆော့ကိန်းဖို့လည်းကျွန်တော်မှအစီအစဉ်လုံးဝမရှိဘူး။ ရောင်းရင်တော့ပုံဝင်လင်းလင်းပြောရောင်းတာဗျာအဲ့တော့ကျွန်တော်ပွဲလေးရှိရင်ကျွန်တော်ဖိတ်မယ်လာနိုင်တဲ့မျိုးကလာခဲ့မလာနိုင်လဲကျွန်တော်စိတ်မကွက်ဘူးလုံးဝစိတ်မကွက်ဘူးအဲ့ဒါလေးကျွန်တော်ပြောပါမယ်ဘယ်နေ့ gathering နဲ့ငါမအောင်လဲကျွန်တော်ပြန်ပြီးညင်ညာပေးမယ်ကျွန်တော်အမကြီးလာနားထောင်ပါပါကျေးရဖက် application ကနားထောင်လို့ရတယ်ကိုကြီးကျေးဇူးတင်ပါတယ်ကျိုးစားပါကျိုးလေးပဲရှိတယ်ဆရာလာကြည့်ခြင်းနဲ့ခွန်လိုက်ပါမင်းကြော်သွားတယ်ဟောမကြော်ပါဟုတ်ရဲ့ လာနားထောင်ပါပါကဲတော့ဒီလောက်ပဲเนาะကျွန်တော်ဝါးရီဆွဲတော့မယ်ဆိုခွန်းနိုင်ပါဗျာတော့တခါလေးပြောပြပေးလိုက်မယ်ကျွန်တော်ဒီမှာကျွန်တော်ကျွန်တော်စီမှာလာပြီးတော့ဒုက္ခခံပြီးတဲ့ညီလေးတယောက်ရှိတယ်အဲထွက်ပြေးသွားပြီသူကကျွန်တော်ရဲ့ခုနတင်ဆက်ခဲ့တဲ့ဇလန်ဒီပထမပိုင်းတစ်ပိုင်းလုံးသူရေးပြီးတာသူရေးပြီးတာဆိုတော့ကျွန်တော်အရင်ပင်ပန်းပြီးတော့ flat ပြရတယ်ကျွန်တော်အရင် flat ပြရတဲ့အချိန်မှာကျွန်တော်တိုက်ပင်မရိုက်နိုင်တော့ဘူးမျိုးလုံးတွေပြရပြီးတော့တိုက်ပင်မရိုက်နိုင်တဲ့အချိန်မှာကျွန်တော်မိုးလင်းမိုးချုပ် ကျွန်တော်အရင်ပင်မန်းနေပေါ့နော်အဲ့ချိန်မှာကျွန်တော်ကျွန်တော်စိတ်ကူးကျွန်တော်စိတ်ကူးနဲ့အုံနောက်ထဲမှာစာရေးပြီးတော့ကျွန်တော်ပါဇက်နဲ့ဇလန်းကိုခေါ်ပေးတယ်အဲ့ချိန်မှာညီလေးကတိုက်ပင်ရိုက်ပြီးတယ်ညီလေးကျေးဇူးတွေလည်းအများကြီးပါတယ်โอเคကျေးဇူးပါဗျာအဲ့တော့ကျွန်တော်တို့ပြန်ဆုံမယ်နော်အိမ်မြန်ရောင်းရင်လို့လေဆရာစီမှာပဲဖျောင်းနိုင်ွယ်လို့ရမယ်ကျွန်တော် Viber ကိုလာခဲ့ပြီပါနော် Viber နံပါတ်09099933993ပါ09099933993ပါ Viber နံပါတ်09099933993ပါ 399 3939ကို3939 3399ဒီပါဗျာနော်ဆက်သွယ်ပေးပါနော်ကျွန်တော်ပြောပေးမယ်ကျွန်တော်နားတော့မယ်နော်ကျေးဇူးပါချိန်ပေးတဲ့အမျိုးတွေအားလုံးကျေးဇူးပါစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပြည့်စုံကြပါစေကျွန်တော်ဖတ်တယ်နော်မန်းဖတ်တယ်နော်မကြားလိုက်တာဖြစ်နေမယ်နော်ဟုတ်ကျေးဇူးပါဗျာကောင်းသောလူဝင်ဆန္ဒဟုတ်တယ်များပြည့်စုံပါစေဗျာမိသားစုတိုင်းအေးချမ်းကြပါစေပျော်ရွှင်ကြပါစေချမ်းမြေ့ကြပါစေအန်ရယ်ကင်းကြပါစေ ကျေးဇူးပါခင်ဗျာ online ကနေကျွန်တော်စီမှာတော့အလုံးနဲ့ပတ်သက်ပြီးလာဆက်သွယ်ထားကျွန်တော်နဲ့လှုပ်တွဲလှုပ်ချင်တယ်လို့လာပြောထားတဲ့ online လာရင်ညီလေးတွေเนาะကျွန်တော်ကြိုးစိုးတယ်เนาะကျွန်တော်စပြန်ပြီးမယ်เนาะကျွန်တော်ဒီရက်ပိုင်းအဲ့ဒီစားမှမှန်သေးလို့ကျွန်တော်နားလေပြီပါเนาะဟုတ်ဟုတ်ကိုနိုင်ပါဗျခရူးဆိုင်ပါမယ်ဟုတ်ကျေးဇူးတင်ပါတယ်အမျိုးတို့လည်းခရူးဆိုင်ပါအရန်အေးရေเนาะမပေါ်ပါနဲ့ကျွန်တော်ဖိုးကအဲ့လိုရေအေးနဲ့မျက်နှာတိတ်လိုက်တာเนาะအဲ့ရလေးလဲတဲ့အထိပဲအဲ့တော့မျက်နှာတိတ်ခံရေလေးရင်ကုန်ပါเนาะရင်ကုန်ပြီးတော့မှ မျက်နှာတက်ပါကျေးဇူးပါကိုတဲကြီးကျေးဇူးပါဆရာလည်းထပ်တူပြေးပါနဲ့ကျေးဇူးပါကျေးဇူးပါဗျာချမ်းမြေပါစေနော်ချမ်းမြေကြပါစေ